မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ချန်ပီယံတောင်ပိုင်းစီဆိုင်မြို့နယ်အတွင်း၃နေရာမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား73ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 28ရက်နေ့ကစီဆိုင်မြို့နယ်နေရာ၃ခုမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်73ဦးထက်မနည်းသေဆုံးခဲ့တာကိုမျက်မြင်တွေ့ရှိရကြောင်း PNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ဒါ့အပြင် ဧပြီလ28ရက်နေ့ည10:00နာရီခွဲကမှလည်းစီဆိုင်မြို့အနောက်ဘက်ဝင်းကောင်ရွာအနီးမှာရှိတဲ့ဝင်းကောင်တံတားကိုတော်လိုင်းအင်အားစုတွေအုံပြုနေတယ်ဆိုပြီးတော့အကြမ်းဖက်စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်များကမိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်စစ်ကောင်စီဝင်းနေရဲ့မိုင်းခွဲဖျက်ဆီးခြင်းကြောင့်တပတ်ချောင်းတံတားမှာကားများသွာလာလို့မရတော့တဲ့အထိပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲ AP လ28ရက်နေ့မနက်9:00ကနေညနေ6:00အထိအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်များကဝင်းကောင်ရွာကို drone နှစ်စီးနဲ့အဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့စီတိုင်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေအတွင်းကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကိုင်မြို့နယ်မှာစစ်သားတပ်စုဆောင်းပေးနေတဲ့လက်နက်ကိုင်ကျန့်ဖို့ပါတီရဲကြီးကော်မတီဝင် အောင်ဝင်းကိုပစ်ခတ်တိုက်ခိုက်ရာတနက်ကြီးစံ၃ချက်ထိမှန်ပြီးတော့တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ26ရက်နေ့ည9:20မိနစ်အချိန်မှာစင်ငိုင်မြို့နယ်ဥယျာဉ်ကြီးကျေးရွာမှာအကြမ်းဖက်စစ်ကောင်စီအတော်စစ်သားတဲ့စုဆောင်းပေးနေတဲ့လက်နက်ကိုင်ကြံ့ဖို့ပါတီရဲကြီးကော်မတီဝင်အောင်ဝင်းကိုဒေသတွင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သိရပါတယ်။အောင်ဝင်းကကြံ့ဖို့ပါတီမှာလည်းရဲကြီးကော်မတီဝင်ပြည်သူ့စစ်အဖွဲ့မှာလည်းပါတယ်။သူ့မှာလက်လုတ်တနက်တစ်လက်ရှိတယ်။အဲ့ဒီကောင်ကလက်လုတ်တနက်ကင်ပြီးတော့ရက်ရွာတွေထဲမှာပတ်ရမ်းနေတာလူငယ်တွေကိုလည်းစစ်မှုထမ်းဖို့ချင်းချောက်တာတွေလည်းလုပ်တယ်။ ပြစ်ခတ်ခံရတဲ့နေ့ကသူ့အိမ်ရှိမှာကင်းဆောင်နေတာလက်နက်ကိုင်အဖွဲတစ်ဖွဲကနေအိမ်ရှိကိုရောက်လာပြီးတော့ပြစ်သွားတာပဲခေါင်းကိုတနက်ကြီးစံထိမှန်ပြီးပွဲချင်းပြီးတေသွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲမွန်ပြည်နယ်ကြိုက်ထုံမြို့မှာအကြမ်းဖက်စီကောင်စီအတွက်အလုလုပေးနေတဲ့စစ်သားဟောင်းကြော်ကြော်ပြစ်ခတ်ခံရပြီးတော့တရက်အကြမ်းမှာတထုံဆေးရုံကြီးမှာတေဆုံးသွားကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ခွန်ရှစ်395တက်ခွဲလေး UG အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုပ်အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုစစ်ကောင်စီကရိတ်ခါပို့ဆောင်ဖို့အတွက်မကွေးတိုင်းမှာရှိတဲ့ပြည်သူ့အင်ကားများကိုချင်းချောက်ငှားရက်နေပြီးတော့ရိတ်ခါပို့ဖို့အတွက်မလိုက်တဲ့ကားပိုင်ရှင်များကိုတအူးကိုငွေကျပ်6သိန်းတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ20ရက်နေ့ကနေစတင်ပြီးတော့မကွေးတိုင်းအတွင်းမှာရှိတဲ့ပြည်သူ့အင်ကုံကားများကိုအကြမ်းဖက်စစ်ကောင်စီကအမ်းမြုပ်အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရိတ်ခါပို့ဆောင်ဖို့အတွက်လိုက်လံချင်းချောက်ငှားရက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီကုံကားများငှားရမ်းခြင်းကိုမကွေးမြို့မထတာဥက္ကဋ္ဌမြင်းစိုးမော်တော်ယာဉ်ဥက္ကဋ္ဌကျော်ဆန်းဦးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်နေခြင်းဖြစ်ပြီးရိခါပို့ဆောင်ရမှာမလိုက်တဲ့ကားပိုင်ရှင်များအနေနဲ့စစ်တပ်ထံကိုတအူးကိုငွေကျပ်6သိန်းပေးဆောင်နေရတယ်လို့သိရပါတယ်။အခုရက်ပိုင်းအမ်းမြို့ကိုစစ်တပ်ကဆန်အိတ်တွေပို့ပေးရတဲ့နေရာမှာမကွေးတတိုင်းလုံးကကားတွေကိုချောဆွဲတာပါ။အစိုးဆုံးကမကွေးမြို့ပေါ်ကမော်တော်ယာဉ်နဲ့မထတာကကောင်တွေကပို့ဆိုးနေတာပါ။ မကွေးတတိုင်းလုံးကနေရခိုင်ပြည်အတွက်တက်ရိတ်ခါတွေပို့မှာတတိုင်းလုံးအတိုင်းတာနဲ့ဆိုရင်ကားအစီးရေ80လောက်ရှိမယ်မကွေးမြို့မှာကားချောဆွဲတဲ့ကိစ္စကသူတို့ကစစ်တပ်နဲ့ပေါင်းပြီးတော့လုံဆားတယ်လို့ဖြစ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်မကွေးမြို့ပေါ်မှာဆက်နဘိန်းကားအစီးရေ300ကျော်ခန့်ရှိပြီးတော့လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တဲ့ဆက်နဘိန်းကား10စီးတာငှားရမ်းနိုင်သေးတယ်လို့သိရပါတယ် အကြမ်းဖက်စစ်ကောင်စီတပ်ကရိတ်ခါတင်ကားများဖြတ်တန်းသွားမယ်ဗဒန်းအန်လမ်းပိုင်းဟာရခိုင်တပ်တော် AA ကပိတ်ပင်ထားတဲ့လမ်းပိုင်းဖြစ်တယ်လို့သိရပါဗျ။မကွေးမြို့ပေါ်မှာအခုငှားရမ်းလို့ရတဲ့ကားဆယ်စီးကစစ်တပ်နဲ့ဆက်နွယ်တဲ့ကားပိုင်တွေပဲသူတို့ကမြို့ပေါ်ကစစ်တပ်မထောက်ခံမဲနဲ့မလိုက်ချင်တဲ့ကားပိုင်တွေစီကနေမလိုက်ရင်ကားတစ်စီးကို6သိန်းပေးရမယ်ဆိုပြီးတော့စစ်တပ်နဲ့အကြက်ကင်ပြီးတော့တောင်းခိုင်းတာမြို့ပေါ်မှာကကားစီး300ကျော်ရှိတာအဲ့ဒီငွေတွေကိုမထတာမော်တော်ယာဉ်နဲ့စစ်တပ်ကကောင်းပြီးအကုန်မျှယူကြတာ အရခတ်တက်တော်အေးအေးအနေနဲ့လဲဗဒန်းအန်းလမ်းပိုင်းကိုပိတ်ထားတော့ကားပိုင်ရှင်တွေကမလိုက်ချင်ကြဘူးစစ်ခွေးတွေကသူတို့ကားတွေကိုမတုံးရဲတော့ပြည်သူပိုင်ကားတွေကိုချောဆွဲပြီးတော့ပို့ခိုင်းတာလို့ဒေသခံပြည်သူတို့ကဆက်လက်ပြောဆိုခဲ့ပါတယ်ဒါအပြင်ရန်ကုန်မြို့ကနေပြီးတော့မင်းဘူးကိုပို့ဆောင်ဖို့အတွက်တွဲကားအစီး20ခန့်ကိုလည်းစစ်ကောင်စီကရန်ကုန်မြို့အတွင်းလိုက်လံငှားရမ်းနေပြီးတော့ရပိုင်အတွင်းမှာပို့ဆောင်ရမှာဖြစ်ကစံစီငရုတ်နဲ့စားတောက်ကုန်များပါဝင်မှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့ချင်းပြည်နယ်ကံပက်လက်မြို့နယ်လွန်ဒုံကျေးရွာကိုစစ်ကောင်စီကဒီကနေ့ဧပြီလ28ရက်နေ့မှာလေချောင်းကနေတိုက်ခိုက်ခဲ့ရာအရသာပြည်သူထိခိုက်မှုနဲ့နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးရမယ်ဒီကနေ့ဧပြီလ28ရက်နေ့နေ့လယ်တနာရီခွဲမှာလွန်ဒုံရွာကိုလေချောင်းကနေပြီးတော့နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာအသက်68နှစ်အရွယ်ရှိတဲ့အမျိုးသားတအူအသက်45နှစ်အရွယ်ရှိတဲ့အမျိုးသမီးတအူပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့အသက်78နှစ်အရွယ်ရှိတဲ့အမျိုးသမီးတအူမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ကံပတ်လက်မျိုးပြည်သူအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ဒီနေ့တိုက်ခိုက်မှုနဲ့ဆိုရင်တလအတွင်းမှာ9နေရာကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာပါအဲ့ဒီတဲကမှလွန်တုံရွာဆိုရင်တိုက်ပွဲ area နဲ့နီးကပ်ချင်းမရှိဘဲနဲ့တတ်တတ်ကိုရည်ရွယ်ချက်ထားပြီးတော့ပြစ်သွားတာပါလို့ကံပတ်လက်မျိုးပြည်သူအုပ်ချုပ်ရေးအဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်လေချောင်းတိုက်ခိုက်မှုကြောင့်လွန်တုံကျေးရွာမှာရှိတဲ့စီပီကန်းနဲ့နေအိမ်၃လုံးဟာလုံးဝပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်လွန်တုံကျေးရွာမှာအင်ဂျီ30ကျော်ခန့်သာရှိတဲ့ကျေးရွာငယ်လေးဖြစ်ပြီးတော့အခုလိုမျိုး စစ်ဖြစ်ပွားခြင်းမရှိတဲ့နေရာဒေသတွေကအယက်သားပြည်သူများကိုဥတီပြီးတော့လေချောင်းကနေတိုက်ခိုက်ခြင်းများဟာစစ်ရာဇဝဲမှုများကိုကျူးလွန်နေခြင်းဖြစ်ကြောင်းကိုထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။လွန်ဒုံကိုပြစ်တဲ့အချိန်နဲ့9မိနစ်10မိနစ်ခွာပြီးမှဝမ်မတူးစေးရုံကိုပါထပ်ပြစ်ကြတယ်။ရှေ့တန်းမှာစီရေးပြင်းထန်နေတဲ့အချိန်တော်လိုင်းရေးအဖွဲ့တွေကိုပို့ပြီးတော့အလုံများအောင်အာယုံလွှဲတာရဲ့ပို့ပြီးတော့ငွေကုန်လူပန်းဖြစ်အောင်လုပ်တယ်လို့ယူဆရတယ်လို့ကံပတ်လက်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ ဧပြီလ24ရက်နေ့ကလည်းချင်းပြည်နယ်မင်းတပ်ဝမ်မသူစေးရုံကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးတော့စေးကူးတနေတဲ့ပြည်သူ9ဦးသေဆုံးခဲ့ပြီးဒဏ်ရာပြင်းထန်တဲ့သူ16ဦးအပါအဝင်အယောက်30ကျော်ဒဏ်ရာရရှိခဲ့ကြောင်းကို CDF မင်းတပ်ကထုတ်ပြန်ထားတယ်လို့သိရပါတယ်စစ်ဖြစ်တဲ့ area မဟုတ်ပဲဘလို့စစ်ရေးနဲ့မှဆက်နွယ်ခြင်းမရှိတဲ့ရွာငယ်လေးတွေကိုပါဘုံလိုက်ကျဲနေတာဟာစစ်ကောင်စီအနေနဲ့ကျမတို့ရဲ့စီရေးအောင်မြင်မှုကိုကြောက်ရွံ့နေတာဖြစ်လို့တမင်ချင်းချောက်တဲ့သဘောမျိုးပြည်သူတွေစိတ်ပူပန်အောင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေစီရင်မှာအပြည့်အဝပံ့ပိုးမှုအားနည်းသွားအောင် လုပ်တာဖြစ်လို့ဒီလိုမျိုးစစ်ကောင်စီရဲ့ပြည်ရဲတွေကိုစိတ်အေးအေးနဲ့ခုခံနိုင်မှုကြိုတင်ပြင်ဆင်ပြီးတော့ပေါင်းဆက်ညှိနှိုင်းမှုပဲလိုတယ်လို့ကံပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောဆိုခဲ့ပါတယ်။၂024ခုနှစ်အေပီလအတွင်းမှာစစ်ကောင်စီကကံပက်လက်မြို့နယ်ဖြန်ချောင်းကျေးရွာ၊အုံကျေးရွာ၊လူ í ဆောင်ကျေးရွာ၊ကောက်ဆောင်ကျေးရွာနဲ့လွန်ဒုံကျေးရွာများကိုလေကြောင်းကနေပြီးတော့တိုက်ခိုက်ခဲ့ရာ အဲ့ဒီဖြစ်စဉ်များမှာစာတင်ကြောင်းနဲ့စေပေကန်စတဲ့နေရာတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့အဲ့ဒီနေရာတွေကနေကြိုတင်တင်းရှောင်ခြင်းဘုံခိုခြင်းများကိုတူးထားခြင်းလေကြောင်းအနေရဲ့ကာကွယ်ခြင်းများကိုကြိုတင်ဆောင်ရွက်ထားပါရန်နဲ့ကံပက်လက်မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကိုအချိန်နဲ့တပြင်းညီချိတ်ဆက်ပြီးတော့ဆောင်ရွက်ခြင်းများပြုလုပ်ကြဖို့အတွက်တိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်။တရင်ကတော့ကချင်ပြည်နယ်မြေကြီးနာအကျဉ်းထောင်မှာထောင်တွင်းဆန္ဒပြမှုကိုအတမနှိမ်နင်းနဲ့ဖြစ်စဉ်အတွင်းမှာနိုင်ငံရေးအကျဉ်းသားတွေအပါအဝင်၅ဦးကြဆုံးခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးရမယ်။မြေကြီးနာထောင်ဆန္ဒပြမှုကိုအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံထောင်ဝင်တန်းစစ်သားနဲ့ရဲတွေကအေပီလာ၁၈ရက်နေ့မှာပြစ်ခတ်နှိမ်နင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်အတွင်းမှာပါဝင်နေဆိုပြီးတော့နောက်ထပ်နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အခြားအကျဉ်းသား၁၉ဦးကိုတိုက်ပိတ်ထားပြီးတော့ထောင်တွင်းမတရားပုံမှန်နဲ့ နောက်အမှုပြစ်ဒဏ်ထတ်တိုးချမှတ်ဖို့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအချင်းဦးစီးဌာနကစီစဉ်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဧပြီလ26ရက်နေ့မှာထုတ်ပြန်အတည်ပြုထားပါတယ်။လက်ရှိမှာအဲ့ဒီမတရားတိုက်ပိတ်ခံထားရတဲ့နိုင်ကျင်းနဲ့အခြားအကျဉ်းသား16ဦးတို့အတွက်ထောင်ဝင်စာပါဆယ်ပို့ခွင့်ကိုလည်းပိတ်ပင်ထားတယ်လို့ဆိုပါတယ်။ဆန္ဒပြမှုဖြစ်စဉ်မှာတာဝန်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီအုပ်စုလက်အောက်ခံအချင်းဦးစီးဌာနကထောင်ပိုင်းလေး ထောင်ဆေးရုံဆရာဝန်အပါဝင်ဝန်ထမ်း9ဦးကို အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးထားတယ်လို့သိရပါဗါးအဲ့ဒီထောင်တွင်းအကြမ်းဖက်ထိုးခွဲခံရမှုကြောင့် AP လ18ရက်နေ့မှာကြာဆုံးသွားတဲ့နိုင်ငံရေးအကျဉ်းသား3ဦးအခြားအကျဉ်းသား2ဦးနဲ့နောက်ထပ်နိုင်ကျဉ်း2ဦးကတော့စေကူတမှုခံယူနေစင်မှာပဲ AP လ21ရက်နေ့မှာထပ်မံတည်ဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ